ုလဲဝယ်ပြီးတော့ passive income ၄ခုထိဘယ်လိုရှာမလဲဆိုတာကိုကျွန်တော်တို့နဲ့အတူတူလေ့လာကြည့်ရအောင်ကျွန်တော်တို့ crypto မှာငွေရိုးငွေနဲ့ရှာဆိုတဲ့အတိုင်းပဲ passive income တိစောက်ဖို့ကတခြားအပြင်မှာရှိနေတဲ့ဟာတွေထက်ပိုပြီးတော့ကျွန်တော်တို့လွယ်ကူပါတယ်ဒီမှာအဓိကရှာတဲ့နည်းလမ်းနှစ်ခုရှိပါတယ် staking နဲ့ yield farming ဖြစ်ပါတယ် staking က beginner friendly ဖြစ်ပြီးတော့ yield farming ကတော့ကျွန်တော်တို့ advanced level ထိနားလည်ဖို့လိုအပ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ Binance မှာ staking လုပ်ပြီးတော့ဝင်ငွေလမ်းကြောင်း၄ခုထိရှာတာကိုအတူတူလေ့လာကြည့်ရအောင်ကျွန်တော်တို့ Binance account ရှိပြီဆိုရင် Binance မှာ BNB ကိုကျွန်တော်တို့ဝယ်ထားရမယ်ဒီ BNB ကို Simple Earn Program ထဲမှာကိုက stake လုပ်ထားမှာဖြစ်ပါတယ်ဒီလိုမျိုး stake လုပ်ထားခြင်းအပြင်ကိုက BNB အတိုးလဲရမယ် Lunch Pool Program ကနေတစ်ဆင့် Coin Set တွေကျွန်တော်ရမယ် Hodler Airdrop ကနေတစ်ဆင့် Coin လက်ဆောင်တွေရမယ် Mego Drop ကတစ်ဆင့် Coin Set တွေရမှာဖြစ်ပါတယ်ဒီမှာတစ်ခုသိထားမှာက BNB ကို Simple Earn ထဲမှာထည့်လိုက်ပြီဆိုတာနဲ့ဒီ၄ချက်တွေကိုကိုကဘာမှထပ်လုပ်စရာမလိုပဲနဲ့အလိုလျောက်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးထည့်တဲ့နေရာမှာအတိုးအနေနဲ့နှစ်မျိုးရှိပါတယ် Flexible နဲ့ fit ဆိုပြီးတော့ရှိပါတယ် flexible ကကြတော့ကိုထည့်လိုက်တဲ့ BMB ကိုကိုကအချိန်မြွေးကြိုက်တဲ့ချိန်မှာပြန်ထုတ်လို့ရပါတယ်ချက်ချင်းပြန်ပြီးတော့ရပါတယ် fit ကကြတော့ကိုရွေးချိန်လိုက်တဲ့ရက်ပေါ်မူတည်ပြီးတော့ဒီရက်ပြည့်မှသာပြန်ထုတ်လို့ရမှာဖြစ်ပါတယ်ဆန်ကားကနေပြီးတော့120အတွင်းကြိုက်တဲ့ရက်ကိုရွေးချန်နိုင်ပါတယ်ကိုထည့်လိုက်တဲ့ original BMB amount နဲ့ပြန်ရလာမယ့်အတိုးတွေကကိုရဲ့ sport wallet မှာရှိမှာမဟုတ်ဘဲနဲ့ earn wallet ထဲကိုရောက်သွားမှာဖြစ်ပါတယ် silver earn နဲ့မှ BMB ထည့်ပြီးသွားပြီဆိုရင်ကိုက flexible ထဲမှာထည့်ထားရဆိုရင်အတိုးရမယ် lunch pool program မှာအလိုလျောက်အကျုံးဝင်ပြီးတော့ quantity တွေရမယ် hotel airdrop မှာအလိုလျောက်အကျုံးဝင်ပြီးတော့ quantity ဆောင်တွေရမှာဖြစ်ပါတယ်အကယ်၍ကိုက BNB ကို lock လုပ်ထားရဆိုရင်တော့အပေါ်က၃ချက်ပြည့် mega drop ကနေပြီးတော့ quantity ပါရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အချိန်မြွေးပြန်ထုတ်နိုင်တဲ့ flexible ကိုပို့ပြီးတော့အားပေးကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်း flexible နဲ့ပဲ save လုပ်တာဖြစ်ပါတယ်ဒီမျိုး lunch pool ကနေပြီးတော့ပေးခဲ့တဲ့ quantity တွေထဲမှာအခုအောင်မြင်နေတဲ့ quantity တွေဆိုရင်ကျွန်တော်တို့ sweet 5.35 billion market cap athena 1.05 billion market cap b 959 million market cap c 570 million market cap ဆိုပြီးတော့အောင်မြင်နေတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အခုလိုမျိုး lunch pool ကနေပြီးတော့ပေးတဲ့ project အစ်စ်တွေအစ်စ်တွေမှာကိုကကင်နာမလားဒါမှမဟုတ်ရောင်းထုတ်တင်လားဆိုတော့ analysis video တွေကိုလည်းကျွန်တော်ဇက်တိုက်လုပ်ပေးမှာဖြစ်ပါတယ်ပေးခဲ့တဲ့ hotler airdrop တွေထဲမှာကောင်းတဲ့ project တွေကတော့ movement 1.09 billion market cap penguins 820 million market cap bearer chain 717 million market cap solely or 570 million market cap ဆိုပြီးတော့အောင်မြင်ရအောင်တွေ့ရပါတယ် hotel airport တွေကိုလည်းကျွန်တော်ကစက်ပြီးတော့ခြင်ထားမလားရောင်းထုတ်ရမလားဆိုတဲ့ video တွေကိုလည်း zd analysis လုပ်ပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့အတူတူစလိုက်ကြရအောင်ကိုက binance တွေဝင်မယ်ဝင်ပြီးတော့ more နှိပ်မယ် a တဲ့က simple earn ကိုကျွန်တော်ရှာပါမယ် simple earn ကိုဝင်ပြီးသွားပြီဆိုရင် flexible ရွေးပေးရမယ် flexible ရဲမှာ bnb ကိုကိုကရှာရမယ် နှိပ်လိုက်ပြီဆိုရင်ကိုက flexible stake လုပ်လို့ရပြီဖြစ်ပါတယ်ဒီမှာ flexible ကိုကျွန်တော်ရွေးပေးမယ် PN ကိုထည့်စင်တဲ့ BNB amount ကိုဒီမှာရိုက်ထည့်လို့ရပါတယ်ကိုကကိုယ့်ရဲ့ spot wallet ထဲမှာရှိသမျှ BNB တွေအကုန်လုံးကိုထည့်စင်နေဆိုရင်တော့ mask ကိုရွေးလိုက်လို့ရပါတယ်အောက်မှာဆိုရင်ကိုကနေတိုင်းနေတိုင်းရမယ်ကိုယ့်ရဲ့ BNB အတိုးကိုပါတခါတည်းဝင်ပြီးတော့ကြည့်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် confirm နှိပ်လိုက်ရင်ကိုက simple earn နဲ့မှာကိုယ့်ရဲ့ BNB ကို flexible အနေနဲ့ထည့်ပြီးသွားပြီဖြစ်ပါတယ်အကယ်၍ကိုကပြန်ထုတ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ unwallet ထဲကိုသွားပြီးတော့ redeem ကိုနှိပ်ပါ redeem နှိပ်ပြီးတော့ BNB ကိုဆက်လက်လုပ်ပြီးတော့ confirm လုပ်လိုက်ရင်တော့ကိုယ့်ရဲ့ spot wallet ထဲကိုပြန်အောင်လာမှာဖြစ်ပါတယ်ဒီလိုမျိုး simple earn နဲ့မှာ BNB ထည့်ထားခြင်းအပြင်ကိုက BNB အတိုးရမယ် lunch pool program အလုပ်လို့အကျိုးဝင်ပြီးတော့ coin တက်တွေရမှာဖြစ်ပါတယ် holder airdrop ကနေတစ်ဆင့် coin တွေလက်ဆောင်ရမှာဖြစ်ပါတယ်ကဲဒီကောက Binance account မရှိသေးဘူးဆိုရင်တော့ကျွန်တော်လုပ်ထားတဲ့ Binance account ဖွင့်နည်း video ရှိပါတယ်ဒီ video အတိုင်းလိုက်ပြီးတော့ Binance account ဖွင့်နိုင်ပါတယ်ဒီလိုလုပ်ချင်းအပြင်ကို trade တိုင်း trade တိုင်းမှာဆယ်ရာခိုင်နှုန်း discount ရရှိမှာဖြစ်ပါတယ် Binance က crypto gallery အဖွဲ့ရဲ့ official trading partner ဖြစ်ပါတယ်။ကဲဒီနေ့ရောက်တော့လောက်ပါပဲ။အားလုံးနောက်ရက်ဒီမှာပြန်တွေ့ပါမယ်။